အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတက်တဲ့အားလုံးမင်္ဂလာပါဆိုပြီးခဲ့တဲ့ရပိုင်းက Manchester City ပွဲက Super Sunday မှာသူတို့ Brentford ကိုတကူးကူးမရှိတဲ့9နဲ့ပွဲမှာပထမပိုင်း minute 20ကျော်မှာ Rodri injury ဖြစ်ပြီးထွက်သွားတယ် ကျွန်တော်အားလုံးသိထားပြီးသား rutri က acl အတန်းရရပြီးခဲ့ကတောက်လျှောက် injury ပြဿနာတွေနဲ့သူ့ရဲ့အကောင်းဆုံးပုံစံ fully fit ဖြစ်တဲ့အချိန်တွေကိုမရောက်နိုင်ဘူးပေါ့လေဒုတိယပြန်ရသွားတာတော့လည်းမဟုတ်ဘူးဒါပေမဲ့သူတကယ်ရတဲ့တန်းရကတခေါက်ကြောတန်းရရရှိခဲ့တယ်ဒါပေမဲ့ပြောချင်တာကတရားဒီလုံးနီးပါးဘယ်တော့မှတန်းရရလိမ့်မရှိတဲ့ rutri ကပြီးခဲ့တဲ့တစ်နှစ်က injury ဖြစ်ပြီး acl ကြောင့်တရားဒီလုံးနားသွားတဲ့အချိန်မှာအခုအဲ့တန်းရကိုအခုတက်ဒီ recover မဖြစ်သေးဘူး ပွဲစဉ်ပွဲစဉ်တိုင်းမှာလဲ root 2ရဲ့ကျွန်တော်တို့အကောင်းဆုံးပုံစံ root 2ရဲ့အကောင်းဆုံးအနေထားကိုလုံးဝမတွေ့ဘူးတခါလေကြာရင် ACL ဖြစ်သွားပြီးတဲ့ကစားမတစ်ယောက်ပြန်လာတဲ့အချိန်ဒီမှာတော်တော်လေးကိုစိတ်မကောင်းစရာပဲအခုကျွန်တော်တို့ဗျာအခု Manchester United က Lisandro Martinez တကယ်ကောင်းတဲ့ quality player ဗျာ one of the best center back လို့တော့ကျွန်တော်သတ်မှတ်လို့ရတဲ့သူပဲဒါပေမဲ့တစ်ချိန်လုံးတန်ရတယ်ပထမတစ်ခေါက်တော့ရိုးတန်ရရိုးတန်ရဒူးတန်ရအခု ACL တန်ရထက်ရတယ်အဲ့တန်ရကအခုသူလဲ၈လလောက်နားတယ် လီဆန်ဒိုမာတီနက်ဆိုရင်တကယ် quality player ဗျာ။ Okay 2022 World Cup ကတော့သူ့အတွက် ਨੇ ဆိုးတယ်။ဒါပေမဲ့2023 2023ဒီကိုပါတော့ကလည်း तू အရန်22မှာလည်း तू အရန်တချို့ပွဲတွေမှာ तू ပါတယ်။24မှာတော့ तू အဓိကကစားမဖြစ်တယ်။ဒါပေမဲ့ပြဿနာက तू လဲ ACL injury ဖြစ်တယ်။လီဆန်ဒိုမာတီနက်ကပြန်ကစားတဲ့အခါမှာသူ့ရဲ့ quality ကမကွာဘူးဒီတိုင်းပဲ။ဒါပေမဲ့ပြဿနာကပြန်ပြန်ဖြစ်နေတာ။ ပြန်ပြန်ဖြစ်နေတာပြန်ဖြစ်လိုက်ပြန်ဖြစ်လိုက်ပြန်ဖြစ်လိုက်ဖြစ်နေပြီးတော့ listen to martinez ကလည်းကျွန်တော်တို့ man united ကစခေါ်ခဲ့တဲ့ပုံစံနဲ့တခြားသည်ပဲကျွန်တော်ဆို argentina ပြည်သက်ဖြစ်တော့ martinez ကမဖြစ်မနေ romero နဲ့တွဲကိုတွဲရမှာ nicolas otamendi ကပွဲစဉ်တလွဲချော်ထားတယ်သူကအနီးကပ်ထိထားတယ်သူကဒါအပြင် argentina ရဲ့နောက်တန်းမှာ otamendi ထက် martinez ကလိုအပ်တယ်ဒါပေမဲ့ပြောပြောချင်တာ rodri လိုပဲဆို ရူဒီကစားတဲ့ဂိမ်းကိုကြီးလိုက်ပြသူ့ကိုကြည့်ကြောက်ပြီးတော့သူစိုးရိမ်နေတယ်ပြန်ဖြစ်မှာအောင်အရန်စိုးရိမ်နေတယ်အေရှားဖြစ်သွားပြီးတဲ့အချိန်မှာတော်တော်လေးကိုသူတချို့ challenge တွေကိုထက်ခဲတွေကိုသူမဝဲဘူး50-50ဆိုသူရှောင်လိုက်တယ်တချို့လုံးတွေမှာ simple pass တွေသူပါတယ် confident ကဗျာအာ Guardiola ပြောလို့ပေါ့လေတစ်နှစ်လုံးတိတိသူအနားယူရတဲ့အချိန်မှာသူ့ရဲ့ body pressure သူ့ရဲ့ဟာ mental by အဆဆရာပြောင်းလဲသွားတယ်အဲ့ဒါကိုပြန်တွန်းလာနိုင်ပြီးအကောင်းဆုံးဖြစ်ဖို့ဆိုသူအများကြီးလိုအပ်သေးတယ် ရိုဒရီနဲ့ပတ်သက်လို့သူတို့အချိန်အများကြီးပြေးရမယ်ပေးရှန့်ဖြစ်ရမယ်လို့သူတို့ပြောထားတယ်။အဲ့နေရာမှာလီဆန်ဒိုမာတီနက်ဇ်ဒီတိုင်းတခါအာစနယ်အသင်းကဂါဘရီယယ်ဂျေဆုကမ္ဘာဖလားသွားတဲ့နှစ်မှာသူဒုတိယရတယ်။ဝေါ်ကပ်ပြန်လာကျွန်တော်မှတ်မရသူနောက်ဆုံးပွဲကင်မရွန်နဲ့ကစားတဲ့အုပ်စုတတိယပွဲမှာအိုက်တန်ရရသွားတယ်။အိုက်တန်ရကြောင့်ပဲဂါဘရီယယ်ဂျေဆုကလေးလလောက်နားလိုက်ရတယ်။အိုက်ကနေမှစင်ပြန်ကောင်းလာတယ်ပြီးတော့မှတခါဒုတိယ AC ရတခါတခါဖြစ်တယ်။ အိုက်ကနေမှစီဂါဘီယယ်ဂျေဆုပြန်ကောင်းနေတခါနောက်ထပ်ဒူးဒန်ရရတယ်ပြီးခဲ့နှစ်မန်ချက်စတာယူနိုက်တက်နဲ့အဖီကပ်ပွဲမှာဆိုဂါဘီယယ်ဂျေဆုလည်းဒန်ရရအချိန်ချင်းအချိန်ချင်းအချိန်ချင်းရပြီးတဲ့အချိန်မှာသူအရင်လိုပုံစံမဟုတ်တော့ဘူးကျွန်တော် AC ဖြစ်ပြတဲ့အချိန်ထဲမှာနီကိုလိုဇန်နီယိုလာဆိုတဲ့ဇန်နီယိုလိုဆိုတဲ့ကစားမတယောက်ရှိတယ်သူလည်းတော်တော်ကောင်းတယ် တကယ်ကောင်းပေမဲ့ ACL injury ဖြစ်တယ်ပြန်ကောင်းတယ် Marco Asensio ACL injury ဖြစ်တယ်ပြန်လာတယ်ပြန်တရံရသွားတယ်ကျွန်တော်တို့ရဲ့အကောင်းဆုံးပုံစံမတွေ့ရဘူးနောက် Federico Chiesa ဒါတော့ Chiesa နည်းနည်းပြန်ကောင်းတယ်เนาะသူကြီးကြီးမားမားဒုတိယနှစ်ချိန်ရသွားတယ် Juventus မှာရှိတုန်းက တကယ်ကောင်းတဲ့ flying fullback တယောက် wingers တယောက်အနေနဲ့ရှိပေမဲ့ခေစားရဲ့အရင်တုန်းကလိုအရန်ကောင်းတဲ့တောင်ပေါ်မှာ up and down သွားတဲ့ပုံစံကျွန်တော်မတွေ့ရတော့ဘူးဆိုတော့ ACA တန်ရာကနေကျွန်တော်ပြန်ကစားပြီးကောင်းလာပြီးတော့အခုချိန်ထိ highest level မှာကစားနိုင်တာ Virgil van Dijk နောက် Arsenal မှာ Julian Timber တယောက်ရှိသေးတယ် reachain တို့ဘာလို့ကြတော့ different type of player သူတို့ကခြေချင်းဝတ်တစ်ခေါက်ကျော်တခြားနေဗျာဒီလိုကြီးကြီးမားမားတန်ရတဲ့ AC မှာဥမာ Gavi ကိုကြည့် ် ACA တန်ရာကြောင့်17လနားတယ်အခုတခါဒူးတန်ရာတခါခွဲစိတ်ကူးတာရတယ်ဆိုတော့ကျွန်တော်ပြောချင်တာက ACA တန်ရာကြောင့်ပြန်လာဖို့အခုချိန်ထိအိမ်မဆိုးတွေကနေမယုံထွက်နိုင်တဲ့ကစားသမားတွေအများကြီးတဲ့မှာအခု rotary လက်ပါတယ်ကမ္ဘာအကောင်းဆုံးဘောလုံးသမား Ballon d'Or ဆုရှင်တယောက်ကနေအခုကြံ့ခိုင်မှုပြေဝဖို့မနေ့ယုံကန်နေရတဲ့အခြေအနေတိဖြစ်နေတယ်အခု Gavi ကိုကြည့်ဘလောက်ကောင်းတဲ့ကစားမလေးဂါဘရီယယ်ဂျီဆုလည်းဒီတိုင်းပဲလီဆန်ဒိုမာတီနက်စ်လည်းဒီတိုင်းပဲကစားမလေးအများကြီးပဲ အဲ့ဒါမီလီထောင်းဆိုရင် AC နှစ်ခါတော့ဖြစ်တာအာလဘာ AC ပဲဖြစ်ခင်တော့တော်တော်လေးကောင်းမယ်မယ်ပြန်ဖြစ်သွားပြီးတဲ့အချိန်ကြီးတွေကသူအာလဘာအရင်လိုပုံစံမဟုတ်တော့ဘူးဒီချက်ကတော်တော်လေးဆူဆူဝါပဲဘလုံးလောကအတွက်တကယ်ဒါအိမ်မက်ဆိုးပဲဒါဒါအခုချိန်ထိရုံးမထွက်နိုင်တဲ့ကစားမတွေအများကြီးရှိနေစေဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဘလုံးပေးတဲ့တယ်ဘလုံးမြင်ကြလဲ rotary အရင်လိုပုံစံကောင်းပြန်ရမလားနောက် lisandro martinez အပါဝင် gavi နဲ့အခြားသားမတွေပုံစံကောင်းပြန်နိုင်တာဘလို့မြင်ကြလဲအားလုံးကျေးဇူးတင်ပါတယ်